ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကြွလဇန်9ရက်တနင်္ဂနွေနေ့ရက်မွန်းတဲ့17နာရီအထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်ဒီသစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်သားပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားတင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ဒဇန်မြို့နယ်တွင်းမှာချမ်ဘတ်စစ်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင်ဆောင်ရတဲ့ပြည်သူ12ဦးထိရှိလာပါပြီခင်ဗျာအေးသိမ့်ပိုက်ထားတဲ့တန်တွဲမျိုးကိုလည်းအကြမ်းဖက်ဆစ်ရှုံးကောင်စီက လေကြောင်းတိုက်ခိုက်လိုက်ပြန်ပါတယ်ဒီတိုက်ခိုက်မှုမှာတော့ပြည်သူတဦးသေဆုံးပြီးတော့အသက်6နှစ်အရွယ်ကလေးငယ်အပါဝင်အရသား5ဦးထိခိုက်ဒဏ်ရာရသွားပါတယ်ခင်ဗျာမြမစီပွားရေးနဲ့ပတ်သက်ရင်ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ကာဇက်စတန်သမ္မတကပြောလာပါတယ်မေတော်ဆန်းစုကြည်မပိုင်ရဲ့မြန်မာနိုင်ငံရဲ့ပြဿနာမပြေလည်နိုင်ဘူးလို့ NLD ကတော့ထုတ်ပြန်ပါတယ်ခင်ဗျာနိုင်ငံတကာအကြက်တဲတွေနဲ့ပတ်သက်ရင်ကုလမဗီဒိုအာနာပိုင်း9နိုင်ငံတဲကတနိုင်ငံကကန့်ကွက်ယုံနဲ့ပယ်ဖျက်ပြစ်နိုင်တဲ့ခြေအနေကိုကန့်သက်ပေးဖို့ စင်ကာပူကတောင်းဆိုလိုက်ပါတယ်ခင်ဗျာဒီသတင်းနေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရပါပါလေကြောင်းကနေဘုံကျက်ပြီးပြည်သူကိုတက်ဖြတ်တဲ့သတင်းနေနဲ့စတင်ကြပါတယ်ဒဇန်မြို့နယ်ဂရုမိုက်ပါကိုအချမ်းဘတ်ဆရှုံးကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင်းဆုံးသူက12ဦးထိရှိလာပြီလို့ဒဇန်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကထုတ်ပြန်ပြောဆိုလာပါတယ်ခင်ဗျာကရုမာရွာကိုအချမ်းဘတ်စစ်ကြောကောင်စီတပ်ကစက်တင်ဘာ26ရက်နေ့မှာလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံးနှလုံးကျဲချပြီးတော့ ိုက်ခိုက်မှုပြုလုပ်ခဲ့တာပါအကြမ်းဖက်စစ်ကြောကောင်စီတပ်ကဒဇယ်မျိုးနဲ့ကဒူးမာရွာကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာတင်းဆုံးပြည်သူ၁၂ဦးထိရှိလာတယ်လို့ဒဇယ်ဘက်ကဖက ဖော်ပြထားပါတယ်အကြမ်းဖက်စစ်ကြောကောင်စီရဲ့ဘုံကျဲမှုကြောင့်ပြည်သူ၁၂ဦးသေဆုံးပြီး၁၂ဦးထပ်မင်းဒဏ်ရာရတယ်လို့သတင်းရင်းမြစ်တွေကလည်းအတည်ပြုပြောဆိုပါတယ်ခင်ဗျာတချို့ဆိုရင်ခန္ဓာကိုယ်စိတ်ပိုင်းတွေပဲရတော့တယ်ရုပ်လောင်းတွေကိုတော့ငါးခါလံဘုံနဲ့လိုက်ကောက်ရတယ်အထီးပဲ တချို့ဆိုမိသားစုလိုက်ကိုတင်ဆုံသွားကြရတာလို့သတင်းရင်းမြစ်ကပြောပါလေခင်ဗျာအကြမ်းမဲ့စစ်ကြောကောင်စီတက်တဲ့ပြူစောထီတွေထိုင်ချတက်ဆွဲထားတဲ့ကဒူးမရွာကိုတော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024မတ်လအတွင်းမှာတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်ဇူမိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်အကြမ်းမဲ့စစ်ကြောကောင်စီတက်ကမြန်မာနိုင်ငံတော်မှာပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာမြေပြင်မှာစစ်ကြောင်းထုတ်ပြီးတော့တပ်ဖြတ်တာနေနေကိုမိရှုဖြစ်စီတာပေါင်းဝင်စစ်ရာဇဝတ်မှုများစွာကိုနေ့စဉ်ကျူးလွန်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ တစားတဲမှာပဲရခိုင်ပြည်နယ်မှာအေအေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့တန်တွဲမြို့ပေါ်လူနေရပ်ကွက်ကိုချက်ပဲစရှုံးကောင်စီတပ်ကတိုက်ဝဲဖြစ်ပွားတာလည်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့ရမှာပြည်သူတို့ဦးတည်ဆုံးပြီးတော့အသက်6နှစ်အရွယ်ကလင်းငယ်အပါဝင်အရသား5ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူတို့ချို့ရပြောဆိုချက်နဲ့ဒေသသတင်းအမည်ဖြစ်တဲ့ American Press Media ရဲ့သတင်းဖော်ပြချက်အရသိရပါပါခင်ဗျာစတေမာလာ29နှစ်ည8:29မိနစ်ချိန်လောက်မှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲတန်တွဲမြို့ အမှတ်လေးရက်ွက်ကိုတိုက်လေရင်နဲ့ပေါင်900ဘုံနှလုံးကျက်ချခဲ့ကြောင်းဘုံကြရောက်ပေါက်ကွဲမှုကြောင့်အမှတ်လေးရက်ွက်ကဥညင်ကြီးတည်ဆုံးခဲ့ပြီးအသက်6နှစ်အရွယ်မောင်တန့်စင်ဖြူအသက်14နှစ်အရွယ်မောင်အောင်တီဟာဆိုးအသက်38နှစ်အရွယ်ဒေါခင်ခင်ထေးအသက်53နှစ်အရွယ်ဒေါခင်ထွေးနဲ့အသက်42နှစ်အရွယ်ဦးထွန်းမင်းနိုင်တို့ဒဏ်ရာရရှိခဲ့တာဖြစ်ပါလေခင်ဗျာတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲတာဇက်တိုက်ချသွားတာကလေးကဒဏ်ရာပြင်းထန်တယ်စစ်ရှုံးကောင်စီတက်စစ်သမားတွေအဝေးကနေ ကင်းထောက်တာဒရုန်းတွေနဲ့ကင်းထောက်တာရှိတယ်။လေရင်နဲ့ဘုံကျတာကလည်းအတန်ကြားတာနဲ့ဘုံကျတာနဲ့ကတိတ်မကွာဘူး။ရှောင်းချိန်မရလိုက်ဘူးဆိုပြီးဒေသခံပြည်သူတို့ကရှင်းပြပါပါတယ်ခင်ဗျာ။သေချောကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျမှုကြောင့်နေအိမ်တွေပျက်စီးခဲ့ရပြီးဒဏ်ရာရသူတွေကတော့စိတ်ကူတမှုခံယူလျက်ရှိတယ်လို့သိရပါပါတယ်။အဲ့တော့စစ်ရှုံးနေတဲ့စစ်ရှုံးကောင်စီဟာတိုက်ပွဲမှာယောက်ျားပိပိသားသားတိုက်ခိုက်လို့မနိုင်ရင်အခုလိုမျိုးပြည်သူတွေကိုနိုင်ငံရဲ့အနာဂတ်ကလင်းငယ်တွေကို ဘုံကျဲတက်ဖြက်လीရှိပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့လေဘ ෝජ ုတ်ထွန်မျက်နှာပြောဆိုခဲ့တဲ့သတင်းအင်တာဗျူးအကြောင်းအရာကိုပဲကျွန်တော်တို့ပြည်သူကိုသတင်းစကားပားကြံပါတယ် ARD သတင်းဌာနမှာဘ ෝජ ုတ်ထွန်မျက်နှာကအကြမ်းဖက်ဆက်ရှုံးကောင်စီရဲ့ရသားပြစ်မှတ်တွေပေါ်မှာပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာကလင်းငယ်တွေကိုတက်ဖြက်နေတာနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောဆိုထားပါတယ်စာတင်ကြောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အဲဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက် တိမ်မီရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ကိုသူတို့ရဲ့နေရာနဲ့ထိမ့်သိမ်းထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအိမ်ကြီးရေလုံခြုံရေးတွေကအဆပေါ်လဲသူတို့ပါသူတို့အဆင်ဆင်အုပ်ချုပ်ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားစရာလည်းတိတ်များများစားစားရှိတာမဟုတ်ဘူးမြပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအဆ ရန်သူရဲ့ကလေးတော့ကျွန်တော်တို့ ਨੇ အတေလေးတတ်ထားတဲ့ရန်သူရဲ့ကလေးတွေတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ဖက်ကဟိုလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲသူတို့အကြောင်းပဲလို့ထားရမလဲဘလို့မနစ်နာအောင်ဘလို့လုပ်မလဲကျွန်တော်တို့အမေနဲ့တိုင်ပင်ပြီးမှလှုပ်တင်တာကိုလှုပ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေးစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ ဒီစစ်ပွဲမှာသူ့ရဲ့စစ်သားတွေတည်တော်လို့စာသင်ကျောင်းကိုလက်တော့ပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတာကျွန်တော်နားမလည်တော့ဘူးနောက်ထပ်သတင်းတပုတ်တွေနဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ကဇက်စတန်သမ္မတကစစ်ကောင်းဆောင်ကျန်းဖတ်မရောက်နိုင်တဲ့တွေ့ဆုံတဲ့အချိန်မှာပြောကြားခဲ့ကြောင်းအကြမ်းဖက်စစ်ကော်မရှင်ရဲ့ဒီကနေ့ထုတ်သတင်းစာမှာဖော်ပြလာပါတယ်စတေမ28ရက်ကကဇက်စတန်နိုင်ငံသမ္မတနန်းတော်မှာသူတို့တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ် တွေ့ဆုံတဲ့အချိန်မှာကဇက်စတန်သမ္မတကမြန်မာနိုင်ငံနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကမြန်မာနိုင်ငံဟာရှစ်တောင်အရှရဲ့တောင်ပိုင်းမှာရှိတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပြီးကဇက်စတန်နိုင်ငံကလည်းရုရှားနိုင်ငံဘက်ကကြည်ရင်တည်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာလုပ်ငန်းတွေအကောင်းဆုံးဖြတ်တန်းဆောင်ရွက်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်းရင်ရုရှားနိုင်ငံသာမကရှစ်တောင်အရှနိုင်ငံတွေနဲ့လည်းပူးပေါင်းဆောင်ရွက်နိုင်မှာကိုယုံကြည်တယ်လို့ပြောဆိုခဲ့တာပါဒါပြင်ကုန်သွယ်ရေးနဲ့ကုသရေးကဏ္ဍစက်ပြိုးရေးမွေးမြူရေးကဏ္ဍ ကိုပစ္စည်းတွေတည်ယူပို့ဆောင်ရေးကဏ္ဍရေနံသဘာဝတန့်ွင့်နဲ့တတ်တူတူဖော်ရေးကဏ္ဍမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍတို့ကိုဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာစစ်ကောင်းဆောင်အကြမ်းဖက်မင်းအောင်နိုင်ကတော့ဂါဇက်စတန်နိုင်ငံကိုပထမဆုံးလာရောက်တဲ့မြန်မာနိုင်ငံကခေါင်းဆောင်တူဖြစ်တယ်လို့လည်းဂါဇက်စတန်သမ္မတကပြောဆိုခဲ့ပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌအမေတော်ဆန်းစုကြည်မပါဝင်ပဲမြန်မာနိုင်ငံရဲ့ပြည်ထောင်ကိုဖြည့်ရှင်းမှုတွဲဆောင်ဆွေးနွေးတာတွေဟာပြည်လည်မှုမရနိုင်ဘူးလို့ NLD ပါတီကထုတ်ပြန်ပြောဆိုလာပါတယ် စက်တင်ဘာ29ရက်နေ့ကြာရောက်တဲ့ NLD ပါတီဖွဲ့စည်းတည်ထောင်ခြင်း38နှစ်ပြည့်ထုတ်ပြန်ကြမှာ NLD ကအခုလိုမျိုးပြောဆိုလိုက်တာပါ NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်တယ်မကန်ပုဂ္ဂိုလ်မင်းတော်ဆန်းစုကြည်နဲ့ဒုက္ခဒသမရဦးဝင်းမြင့်တို့ကိုဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာမသိရဘဲကျမ်းမာရေးသတင်းတွေကြောင့် NLD အနေနဲ့အထူးစိုးရိမ်နေလို့လဲထုတ်ပြန်ကြမှာဖော်ပြပါရခင်ဗျာမင်းတော်ဆန်းစုကြည်နဲ့နိုင်ငံကျင်းသားအလုံးလွမြောက်ရေးကိုမိဖက်နိုင်ငံတွေပြည်တွင်းပြည်ပမိဖက်အင်အားစုတွေကဆက်လက်ကြိုးပမ်းအားထုတ်ဖို့ကိုလည်း NLD ကတိုက်တွန်းပါတယ်ခင်ဗျာဒါပြင်ဂျမတ်စစ်တပ်ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းလက်မခံအတိမတ်မပြုတ်သလိုပူးပေါင်းဆောင်ရွက်မှာလည်းမဟုတ်ဘူးလို့ NLD ကထုတ်ပြန်ကြမှာတီလင်းဖော်ပြထားပါတယ်ဂျမတ်စစ်ကြောစစ်တပ်ကတော့မေတောင်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုတရားဝင်ထုတ်ပြန်ထားတာမရှိသလိုတာဖြစ်သူ Cameras ပြောလာတဲ့မိခင်ရဲ့နှလုံးကျန်းမာရေးသတင်းအပေါ်မှာလည်းကျန်းမာရေးကောင်းမွန်တယ်လို့ပဲအလွယ်တုံ့ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းပုတ်အနေနဲ့ရခိုင်ဒေသမှာဂျမ်ဘတ်ဆစ်ရှုံးကောက်စီတက်တဲ့တိုက်ပွဲတွေပြင်းထန်နေချိန်အာစာရဲ့တိုက်ခိုက်မှုတွေကြုံနေရပြီးနိုင်ငံတကာကစောင့်ချက်ပေးဖို့အေအေကတောင်းဆိုလိုက်ပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာရခိုင်ပြည်နယ်မောင်တုံးမြို့နယ်နဲ့ဆက်ဆက်နယ်မြေတွေမှာဆစ်ရှုံးကောက်စီတက်တဲ့အာရခတက်တော်အေအေတို့ကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေချိန်အာစာဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုအေအေကရင်ဆိုင်နေရကြောင်းစက်တင်ဘာ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာစက်တင်ဘာ16ရက်နေ့ကစပြီးတော့အာစာဖွဲ့ဟာမောင်တုံးမြို့နယ်မြောက်ပိုင်း နယ်သတ်မှတ်တိုင်56နဲ့59အကြား point 61ဂုံးမှရှိတဲ့အင်းရဲ့နယ်သတ်လုံခြုံရေးစခန်းနဲ့ဒုံညိုစခန်းကိုတင်ပိုက်ဖို့ကျိုးပန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်စတေမာလာ16ရက်နေ့ညနေ4နာရီခွဲလောက်မှာလဲ point 61စခန်းကိုအာဆာကစတင်တိုက်ခိုက်ခဲ့ပြီးအဆောင်ပြက်တချို့ကိုခဏဝင်ရောက်နိုင်ခဲ့ပေမဲ့အင်းရဲ့တံပြန်ထိုးစစ်နဲ့၄ရက်မြောက်နေ့မှာတော့အာဆာတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်လိုက်လံရှင်းလင်းတဲ့အချိန်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစတေမာ29နှစ်အထိ နေရာ6ခုမှာထိတွေ့တိုက်ခိုက်မှု12ကြိမ်ကျော်ဖြစ်ပွားကအာဇာရဲ့အလောင်းနေလက်နက်ခဲယမ်းနေတဲ့စစ်သုံးဆောင်ပစ္စည်းတွေကို AA ကသိမ်းဆည်းနိုင်ခဲ့ပါတယ်။စက်တင်ဘာ24ရက်နေ့မနက်9:00နာရီလောက်မှာတော့ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်ကားလန်းဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာအာဇာရဲ့ခြုံငုပ်တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်တွေဒဏ်ရာရရှိထားတယ်လို့ဖော်ပြထားပါတယ်။ AA ရဲ့တုံ့ပြန်ချက်အရအာဇာဟာဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်တချို့ရဲ့ထောက်ပံ့မှုနဲ့နယ်စပ်မှာစခန်းတွေတည်ထောင်ပြီးရခိုင်ပြည်နယ်အတွင်းမှာလှုပ်ရှားနေတယ်လို့ပြောဆိုထားပါတယ်။ ဒါပြင်အာဆာနဲ့ RSO ဖွဲ့တွေဟာနေသက်ဒေသမှာရှိတဲ့ရွာသားတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ပြီး A ရဲ့ uniform တွေကိုဝတ်ဆင်က A ကိုအပြစ်တင်ဖို့ဝါဒဖြန့်နေတယ်လို့ဆိုဆဲပြောဆိုထားပါတယ်။စတေမလာ16ရက်နေ့မှာတော့တမန်သားရွာနဲ့ဒုံညိုရွာကရွာသား10ဦးလောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့လည်းသိရပါတယ်။ A ကဗလန်နေဆိုးရကိုအာဆာနဲ့ RSO ဖွဲ့တွေကိုထောက်ပံ့အားပေးနေတဲ့နေကြာဆောင်တဲ့အရာရှိတွေကိုဖော်ထုတ်အရေးယူပေးဖို့နဲ့နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဦးစားပေးလှုံ့ဆော်ဖို့တောင်းဆိုထားပါတယ်။ဒါပြင် နိုင်ငံတော်အတိုင်းဝိုင်းကိုနေသက်ဒေသလုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်ဝိုင်းရုံးစောင့်ချက်ပေးဖို့တိုက်တွန်းထားပါရခင်ဗျာထိန်းချုပ်မှုမရှိရင်တော့နှစ်ဖက်နယ်သက်တင်းမာမှုတွေပိုမြင့်တက်လာနိုင်ပြီးဒေသရင်းယင်းနှိမ့်မြှုပ်နှံမှုနဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးကိုပါချိန်ချောင်းနိုင်တယ်လို့အေကသတိပေးပြောဆိုထားပါရခင်ဗျာနိုင်ငံတကာသတင်းတွေဘက်မှာတော့ဗီဒီယိုအာနာတစ်ဖက်သက်သုံးချမှုတွေကိုထိန်းသိမ်းကိုကဲပေးဖို့ပိုပြီးတော့ကွဲပြားဆုံလင်တဲ့စုဖက်မှုတွေကိုကိုစားပြုတ်နိုင်အောင်ပြင်ဆင်ဖွဲ့စည်းဖို့ကုလသမဂ္ဂကိုစင်ကာပူဆိုရာကတိုက်တွန်းတောင်းဆိုသွားပါတယ် စတေမာ29ရက်နေ့ကကုလသမဂ္ဂထွေထွေညီလာခံမှာစင်ကာပူနိုင်ငံရဲ့ဝန်ကြီး VVN ကမိန့်ခွန်းပြကြခဲ့ရမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်9နိုင်ငံတည်းကသာဗီဒီယိုအာဏာသုံးစွဲခွင့်ရှိနေတာကိုပြင်ဆင်ပြောင်းလဲဖို့လိုနေပြီလို့ထောက်ပြသွားခဲ့တာဖြစ်ပါတယ်ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံအရနိုင်ငံတကာကြက်တဲတွေနဲ့ပတ်သက်တဲ့အဆိုတွေကိုဗီဒီယိုအာဏာပိုင်၅နိုင်ငံဖြစ်တဲ့ American, တရုတ်၊ရုရှား၊ဗြိတိန်နဲ့ပြင်သစ်တို့တွေကတနနိုင်ငံကကန့်ကွက်ယုံနဲ့ပယ်ဖျက်ပြစ်နိုင်ပါတယ် ကဘာကြီးရဲ့နေရာနှံပြားမှာ ပြိပခါတွေပို့ပြီးတော့ကျယ်ပြန့်လာတဲ့မျက်မှောက်ကာလမျိုးမှာဗီရိုအာနာသုံးဆက်မှုတွေကလည်းပို့ပြီးတော့များပြားလာနေတယ်လို့ဝန်ကြီးကပြောဆိုပါတယ်မကြသေးခင်ကပဲဒီဂါဇာမှာပြိကတ်ရဲစဲရေးဖိအားပေးဖို့အဆိုတစ်ခုကိုအမေရိကန်ကဗီရိုအာနာသုံးပြီးတော့ပယ်ချခဲ့ပါတယ်ဗီရိုအာနာသုံးဆက်မှုချင်းရေပို့ပြီးတော့တိုးလာနေကြောင်းဒါပေမဲ့အဲ့လိုလုတ်ပိုင်ခွင့်အသုံးချမှုတွေကိုကန့်သတ်ဖို့လည်းလိုနေပြီဖြစ်ကြောင်းသူကပြောဆိုပါတယ် လုံချွေးကောင်စီမှာဗီရိုအာနာသုံးပြီးတဲ့အခါတနင်္ဂနွေညစီကဆုံးဖြတ်တာမျိုးမဟုတ်ပဲနိုင်ငံအတွက်ပို့ပြီးတော့ကြဲကြဲပြက်ပြက်ပါဝင်တဲ့ခြေနေမျိုးမှာမှအဲ့ဒီလုပ်ပိုင်ခွင့်ကိုအသုံးပြုခွင့်ရှိနိုင်မယ်ဆိုတာမျိုးပြည်ထောင်ပြောင်းလဲမှုတွေစဉ်းစားသင့်တယ်လို့ BBN ကပြောဆိုပါတယ်ခင်ဗျာသူကကုလသမဂ္ဂလုံချွေးရေးကောင်စီရဲ့ရေးပါမှုကိုအတိမတ်ပြုခဲ့ပေမဲ့ကုလသမဂ္ဂကိုပို့ပြီးတော့အားကောင်းတဲ့စွမ်းဆောင်နိုင်တဲ့စုဖွဲ့ဖြစ်နေဖြစ်လာတဲ့ဖို့အတွက်ဆိုရင်စုံလင်ကြဲပြက်တဲ့ဖွဲ့စည်းမှုတွေလိုအပ်လိမ့်မယ်လို့ထောက်ပြခဲ့ပါတယ် ပြီးတော့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီနဲ့ထွေထွေညီလာခံကြားမှာပို့ပြီးတော့အားကောင်းတဲ့ချိတ်ဆက်မှုမျိုးလိုအပ်တယ်လို့လည်းဝန်ကြီးကမှတ်ချက်ပေးသွားပါတယ်ခင်ဗျာလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အစီအတရားတွေကိုကင်တွယ်နိုင်ဖို့ဆိုရင်ကိုသားပြုမှုတွေပို့ပြီးတော့ကြက်ပြတ်တဲ့ပို့ပြီးတော့စုံလင်တဲ့ကုလသမဂ္ဂမျိုးကိုကဘာကြီးကလိုအပ်နေပြီလို့သူကပြောဆိုသွားခဲ့ပါတယ်ခင်ဗျာမနက်ဖြန်မိုးတဲ့အချိန်ထိမိုးလေဝသခံမှန်းချက်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ Green Bee နဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျမန္တလေးသခိုင်း ကချင်ပြည်နယ်ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့နေရာနှံ့ပြားမုတ်ထချုံရွာပြီးရန်ကုန်မကွေးတိုင်းအရာရီတိုင်းဒင်းတိုင်းတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးတော့မူးကြီးနိုင်ပါတယ်ခင်ဗျာရွာရန်ရွာနှုံးကတော့ရန်နှုံးပြေပါမုတ်ထိန်တော်ဖြစ်ပေါ်မှုခြေနေကတော့ရန်ကုန်တိုင်းဒေသကြီးပဲကိုမကွေးအရာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမုတ်ထိန်တော်နေဖြစ်တော်မှုအားကောင်းနေပြီးအဲ့ဒီမုတ်ထိန်တော်နေရွေလျားရနေရာတခြားမှာ မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာတွေစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်ပြီးတော့သတိပြုဖို့အကြံပြုထားပါတယ်မြမပင်လယ်ပြင်ခြေနေကတော့ကိုင်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါတည်းံမိုးသက်လေပြင်းတွေကြောက်ရောက်ပြီးတော့လိုင်းကြီးနိုင်ပါတယ်ခင်ဗျာမိုးသက်လေပြင်းကြတဲ့အချိန်ရေပြင်းမြေပြင်းလေကတနအိကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်လိုင်းပြင်းကတော့မြမကိုင်းရံတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေကနေ12ပေလောက်အထိရှိနိုင်ပါတယ်ခင်ဗျာဒီကနေ့မှနောက်ထပ်အထူးတင်ဆက်ပေးခြင်းနဲ့ အကြောင်းအရာကတော့ Greenie Data မှာဆစ်ဆောင်နေရတဲ့ဆစ်ဆောင်ကလေးတဦးရဲ့တခြင်းတစ်ပုတ်ပါဒီကလေးငယ်ရဲ့ယနေ့ကခံစားချက်ကိုသီဆိုဖော်ပြသွားတဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာကိုတော့တခြင်းကိုနားထောင်ရင်းနဲ့ကျွန်တော်တို့ခံစားကြည့်အောင်ပါခင်ဗျာကိုမောင်ဦးလေးလေးရောလားကိုအထနိုအဗနီယာရောကြည့်ရအောင်ကောင်းတော့ညနေဖြစ်ဖြစ်ပါတော့ကကျွန်တော်အခုစမဲ့တခြင်းကဒီကြောင့်တခြင်းမဟုတ်ပေမဲ့တော်လိုက်တခြင်းမလားအဲ့ဒီတခြင်းကကျတော့ အာကျွန်တော်လူငယ်ရာလူငယ်ဖြစ်မှလူငယ်တော့မပြောရအောင်ခုချိန်ကကိုပြောပြောရမယ်လို့ကိုထင်ရတဲ့အချိန်မှာကိုတင်ရဲ့ချင်းဆိုရှယ်မှာပဲကိုကြည့်နေရတယ်။ဒါကျွန်တော်အဒီလက်လက်ကင်မပဲငေးချင်ရမှာလားအတဲ့ရဆုံးမပဲငေးချင်ရမှာလားဆိုပြီးတော့မှဒီငေးချချင်းတရားဆိုရဲကောင်းစင်နေတဲ့ကျွန်တော်ကျွန်တော်အဲဆိုပြချင်ပါလား။ congratulations. Mm -hmm. mm -hmm. တော့ဒီကနေ့နေ့လယ်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့တို့ကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်